မေရိကန်နဲ့တောင်ကိုရီးယားကြားကအလုံးကျုံရေးဆိုင်ရာဆွေးနွေးမှုတွေအမေရိကန်လေရင်တင်သင်္ဘောကြီးတစ်စီးတောင်ကိုရီးယားကိုရောက်ရှိလာရတဲ့နဲ့ပတ်သက်ပြီးမြောက်ကိုရီးယားကချင်းချောက်တတိပေးလိုက်ပါတယ်။မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးနိုကန်ချိုကအဲ့ဒီချင်းတွေကိုရှုတ်ချကြောင်းနိုဝင်ဘာလ10ရက်နေ့မှာကြေညာခဲ့တယ်လို့မြောက်ကိုရီးယားဘက်ကရန်လိုတက်ခတ်မှုပိုဆန်တဲ့အစီအမံတွေနဲ့တုတ်ပြန်ရလိမ့်မယ်လို့တတိပေးသွားခဲ့တာပါ။အဲ့ဒီမတိုင်ခင်တည့်ရက်မှာလဲမြောက်ကိုရီးယားဟာအရှိတ်ဘကန်လွန်ပင်လယ်ပြင်စီကိုတိုက်ချင်းပြတ်ဒေါင်းကြီးတစ်စီးစမ်းသပ်ပြက်ခတ်ပြခဲ့ပါတယ်။ အခုသတင်းပတ်ထဲမှာအမေရိကန်ကစိုက်ဘာငွေကြေးခွာချမှုဆဆွဲချက်တွေကိုအခြေပြုပြီးမြောက်ကိုရီးယားကလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတချို့ကိုလည်းစီးပွားရေးပိတ်ဆို့အရေးယူခဲ့တာပါနိုဝင်ဘာလ၈ရက်နေ့မှာတော့တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတုတ်ပြန်ကြေညာချက်ထုတ်ပြန်ရမှာမြောက်ကိုရီးယားဒုံးကျည်ပြစ်ခတ်မှုကိုရှုတ်ချထားသလိုတောင်ကိုရီးယားအမေရိကန်လုံခြုံရေးဆွေးနွေးမှုတွေနဲ့ပတ်သက်လို့မြောက်ကိုရီးယားရဲ့သဘောထားအပေါ်စိတ်ပြန့်မိတယ်လို့ပါရှိခဲ့ပါတယ်။ငိုကတော့အမေရိကန်နဲ့တောင်ကိုရီးယားကြားကဆွေးနွေးမှုတွေဟာ မြောက်ကိုရီးယားပေါ်အဲ့ဒီနှစ်နိုင်ငံရဲ့သဘောထားတွေကဘလို့ရှိနေတယ်လဲဆိုတော့ကိုကဘာတိထပ်ပြီးဖော်ပြလိုက်တာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။ American ကာကွယ်ရေးဝန်ကြီး Pihat Sat ကတောင်ကိုရီးယားနဲ့ထားရှိတဲ့မဟာမိတ်ဆက်ဆံရေးဟာချင်းချင်းမရှိဆက်လက်ခိုင်မာမြဲမြံနေမယ်လို့ပြောပါတယ်။မြောက်ကိုရီးယားရဲ့ထုတ်ပြန်ချက်မှာတော့ American ရဲ့ Nuclear စွမ်းအင်သုံးလေယာဉ်တင်သင်းမော်ကြီး USS George Washington ကတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့အစ်ကန်းစီအခုသတင်းပတ်ထဲမှာရောက်ရှိလာတဲ့ကိစ္စကိုလည်းရှုတ်ချထားပါတယ်။ အထိလျင်တင်တင်မောကြီးရောက်ရှိလာမှုဟာမြောက်ကိုရီးယားကိုအင်အားပြချင်းချောက်တဲ့သဘောမျိုးဖြစ်နေပြီးအထိအတွက်လည်းမြောက်ကိုရီးယားကနိုင်ငံရဲ့လုံခြုံရေးအတွက်ရန်သူတွေအပေါ်ပိုပြီးရန်လိုတဲ့အခင်းကျင်းမျိုးတွေပြသလာနိုင်ကြောင်းနှုတ်ကမြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနစီကိုပြောကြားခဲ့တာပါပြီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်တောင်ကိုရီးယားနိုင်ငံစီရောက်ရှိလာခြင်းမှာလဲမြောက်ကိုရီးယားဟာနိုင်ငံအနောက်ဘက်ချမ်းမှာခရစ်စတုန်းကြီးတွေစမ်းသပ်ပြတ်ခတ်ခဲ့ပါတယ်အမေရိကန်ရဲ့အင်ဒိုပစိဖိတ်စစ်ဦးစီးဌာနကတော့ အဲ့ဒီဒုံးကျည်စမ်းသပ်မှုတွေဟာအမေရိကန်နိုင်ငံသားတွေနဲ့ပိုင်တဲ့နေမျိုးတွေမဟာမိတ်တွေပေါ်တိုက်ရိုက်ချင်းချောင်ရှင်မရှိခဲ့ကြအောင်ဒါပေမဲ့ဒေသတည်ငြိမ်ရေးအားထုတ်မှုတွေကိုတော့ထိခိုက်စေခဲ့ကြအောင်ဝေဖန်ခဲ့ပါတယ်ရှင်။